ကျွန်တော်ကတော့ပုံမှန်လင်းပြောရရင်ရွေးကောက်ပွဲကိုအတားအဆီးနောက်ရှက်ကန့်ကွက်နေကြတဲ့သူတွေရွေးကောက်ပွဲကိုအနောက်ရှက်ပေးဖို့ကြိုးစားနေကြတဲ့သူတိုင်းဟာဘုံချုပ်ကြီးမင်းအောင်လာရဲ့တိတ်တိတ်ဘုံလော်ကြီးပဲစစ်ကောင်စီလက်ထက်ကိုဘာအကြောင်းနဲ့မှထည့်စရာအကြောင်းမရှိဘူးမရှိတဲ့တိတ်တားနဲ့ဖိုင်းဆိုးရထည့်နေတာလေဒါနှုတ်ဝင်ချိုးရလို့ဒီမဟုတ်ဘူးသူပြောတာအတက်အန်နေရဒီလူတွေလက်ထက်ကိုထည့်ရင်ဒီလူတွေကအတက်အန်နေတိတ်တဲ့ဘဝနဲ့ချက်နေဆိုတော့တိတ်တားနဲ့ထည့်ပေးတယ်ဆိုတော့ဒါကအစကတည်းကတားဆီးနိုင်ရမရကူပဲ ဟယ်လိုချရမေဘပြည်သူညီကိုမော်ဒမာများအားလုံးပဲမင်္ဂလာပါ news bit channel ကနေပြီးတော့မှပြန်လည်ကြိုဆိုလိုက်ပါရစေ2025ခုနှစ် March လ24ရက်နေ့ကျတို့တနင်္လာနေ့ညပိုင်းဗီဒီယိုတင်ဆက်မှုနေတဲ့ပေါ့နော်ဒီနေ့ညကျွန်တော်တို့နောက်ဆုံးရရှိထားတဲ့တော်လင်းတရင်ကောင်းများစွာရှိတာဖြစ်ပါတယ်ဒီနေ့ညမှာလည်းကျတို့တော်လင်းရဲအစုတွေကနေပြီးတော့မှယူဆောင်လာပေးတဲ့တရင်ကောင်းတွေပြင်ဘောမရိတ်ကွက်ပေါ့နော်အားချောင်ထားတဲ့စကားတွေရဲ့ပြီးတော့မှချေကွက်လာမဲ့တဲ့ကျတို့ကြည့်မှာမလို့ကျွန်တော်နဲ့တူဆက်ဆုံးကြည့်ရှုပေးကြဖို့အားလုံးကိုဖိတ်ခေါ်လိုက်ပါတယ်ပထမဆုံးနဲ့ကျတို့ခါတိုင်းလိုပဲတရင်တိုလေးတွေကြည့်လိုက်ရအောင်နော်ပထမဆုံးတရင်တဘိုးအနေနဲ့ကတော့ ရော်ရီတိုင်းလေးမီတာမြို့နယ်မှာရှိတဲ့သုံးတော်ရွာခန်းစစ်စခန်းကိုအရခတ်တပ်တော် AA နဲ့ပုံတပ်ဖွဲ့ဝင်တွေကနေပြီးတော့ထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိတ်လိုက်ပြီဆိုတဲ့သတင်းကောင်းလေးပဲဖြစ်ပါတယ်။သုံးတော်ကညာစခန်းကိုတင်ပြပြီးရွာချင်းဆက်နေတော်တော်များများမှာလက်တိုက်ပွဲဖြစ်ပွားနေတုန်းပဲနည်းနည်းကြေးလေးနဲ့ငယ်တန်ရွာတော့မပြတ်ဘူးဆိုပြီးတော့မှဆေးသတင်းမီကနေပြီးတော့ရော်ရီ Times ကိုပြောထားတာပဲဖြစ်ပါတယ်။တုံးတော်ရွာခန်းဆက်ရန်တုလက်ကြပါပြီရန်တုတပ်ပေါင်းစုတွေက drone တွေအုံပြုတ်တိုက်ခိုက်ပြတဲ့နောက်ပိုင်းမှာမြေပြင်ထိုးဆက်ဆင်လာတာပါမိမိဘက်ကကြာဆုံးများပါတယ်ဆိုပြီးတော့မှ မေပြေဆောင်ချစ်စစ်တပ်ထောက်ခံသူတို့ကနေပြီးတော့မှ Telegram မှာဖော်ပြထားတာကိုကျွန်တော်ဆက်လက်ပြီးတော့မှတွေ့ရတာပါเนาะဆိုတော့ဒီဘောမာတွေကိုတိုင်ကနေပြီးတော့မှလည်းသူတို့ဒီစစ်ရှုံးပြီးဆိုတာကိုဝန်ခံပြောကြားထားတော့မလို့ကျွန်တော်အနေနဲ့ကတော့ဒီ limit မျိုးနဲ့မှာရှိတဲ့စစ်ကောင်စီတက်စကန်တစ်ခုဟာဆိုရင်အေးနဲ့ပုံတပ်ဖို့ဝင်ရဲ့လက်ထဲကိုကြာတော့ပြီဆိုတာတော့ကျွန်တော်ဒီချက်ပေါက် confirm လို့ရနေပြီပဲဖြစ်ပါတယ်နောက်ထပ်သတင်းသဘောအနေနဲ့ကတော့ စကိုင်းတိုင်းမုံရွာမြို့နယ်အနောက်မြောက်တိုင်းစစ်ဌာနချုပ်နာမခတပ်တွင်းမှာရှိတဲ့တိုင်းစစ်ဌာနချုပ်ရုံးနဲ့ရဲယုံကွင်းတို့ကိုတရားခုမမရှော့တိုက်တုံးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တဲ့ဆိုတဲ့သတင်းကောင်းလေးပဲဖြစ်ပါတယ်။ပြစ်မှတ်စီကိုအတက်နိုင်ဆိုးအနည်းဆုံးချင်းပြစ်ခတ်ခဲ့ပါတယ်။တိုက်ခိုက်တိုက်ဆုံမှုတော့စုံစမ်းနေဆဲပါ တိရရန်ထပ်ပြောပေးပါမယ်ဆိုပြီးတော့မှ Brave Warriors ဖော်မြန်မာ BWM ဖွဲ့ကတောင်းရှိသူတို့ကနေပြီးတော့မှပြောဆိုထားတာပေါ့နော်ကျွန်တော်အရင်တော့လည်းဒီနမခဝင်းထက်ကိုကျွန်တော်ကနေပြီးတော့မှရှော့တက်တွေနဲ့စစ်တိုက်ပြလွတ်နေတာပြီးတော့မှအခုဆိုရင်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့လူမျိုးစစ်တိုင်းဌာနချုပ်တွေရာဆိုရင်ကျွန်တော်တော်လိုင်းရဆွေရဲပေါ့နော်ဒီရှော့တက်တွေတွေအစမ်းလေ့ကျင့်တဲ့ဒီကစားကုန်းလို့ဖြစ်နေတာကိုကျွန်တော်ခုဆိုရင်တွေ့နေရတာပဲဖြစ်ပါတယ်မကြာခင်မှာတော့စစ်ခွေးရလောင်းတွေမိဖို့ခံရတဲ့တည်င်းတွေဒီတက်ပို့ပြီးတော့မှကြိုက်ဖို့ရှိတာဖြစ်ပါတယ်နောက်ဆုံးတည်င်းတို့သဘောအနေနဲ့ကတော့ ကချင်ပြည်နယ်ပေါ်မှာတိုက်ပွဲမှာအမှတ်3ဝင်တဲ့တရင်ကတရင်မှုဒုတိယဗိုလ်မှူးကြီးမြင့်ထွေးရဆိုရင်တပ်သားတွေကိုစစ်ဆင်ရေးဆိုင်နဲ့လဆာတွေမပေးဘဲနဲ့စစ်တိုက်ခိုင်းတယ်ဆိုပြီးတော့မှဝင်တဲ့တရင်ကအလင်းဝင်လာတဲ့တက်ချက်3ခုကနေပြီးတော့မှပြောဆိုလိုက်တာပဲဖြစ်ပါတယ်တကယ်ကိုမှရိုင်းတာနော်တရင်မှုဒုဗိုလ်မှူးကြီးမြင့်ထွေးကတော့စစ်တပ်တွေကိုပြန်လဲကြည့်တာဘာညာမရှိဘူးတိုက်ပွဲနေရာမှာပါသွားတဲ့သူတွေကိုဆယ်လပိုင်း7လပိုင်းလဆာတွေလည်းလုံးဝပြန်မပေးဘူးအထက်ကဖြတ်ခိုင်းတယ်လို့ပြောတယ်3လပိုင်းရတယ်5လပိုင်းမရဘူး9 6ရတယ်ဒါပေမဲ့ဘုံပေါ်မှာနေလို့ရှိရင် ရှေ့တဆကန်းဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ကိုရှေ့ထွက်စရိတ်စစ်စင်ရေးလို့တဲ့စိတ်ပေးတယ်ခုနောက်ပိုင်းမရတော့ဘူးတိုင်းကနေချပေးတာရှိတယ်တရက်ကိုထောင်းနေရစစ်စင်ရေးနေအတွက်စိတ်ပေးတယ်အဲ့ဒါလည်းမရဘူးဆိုပြီးတော့မှအလင်းဝင်လာတဲ့တက်ချက်ဇော်မင်းနိုင်နဲ့တက်ချက်အောင်အောင်တို့ကနေပြန်မှပြောဆိုထားတာကိုကျွန်တော်တွေ့တာပဲဖြစ်ပါတယ်ဆိုတော့ဒီစစ်ကောင်စီရဲ့ပေါ့နော်ဒီဘူမှုတွေဟာဆိုရင်တော်တော်လေးကိုချင်းပြချဆန်းနေတာပြန်ပြီးတော့အောက်ချေကိုဒီလိုမျိုးပေါ့နော်သူတို့ရတင်းရထားတာတွေကိုသူတို့ကနေပြန်မှခိုးပြီးပြီးတော့မှရှိတန်းကိုထူးချွေးခံစစ်နေတဲ့အသေးခံတိုက်ခိုက်နေတာကိုတွေ့ရပဲဖြစ်ပါတယ်ဆိုတော့အောက်ချရတသားတွေနဲ့ ိုထက်ကရရှိတွေကိုတဏမောင်းပြောင်းပြန်လက်ပြတော့ပါနော်သူတို့အချိန်ချင်းဓမ္မမှုဘူးဆိုရင်ကျွန်တော်တို့တော်လိုင်းရဆုတွေဘက်ကိုကူပြောင်းခိုးလုံလာပြတော့မှစစ်ခွေးတိုက်တိုက်ကိုဖြိုချရမယ့်အချိန်ရောက်နေပြီဆိုတဲ့အကြောင်းဒီညကလည်းအတိအပြပြောလိုပါတယ်ကဲကျွန်တော်ဒီနေ့ညပထမဆုံးအနေနဲ့ကျင်းမှာကတော့အခုဆိုရင်ထိုင်းလွတ်တော်မှာကျွန်တော်တို့ထိုင်းဆွေရနဲ့ဆွေးနွေးမှုတွေလုပ်နေတဲ့ CRPH ကို salary နဲ့ပတ်သက်ပြီးတော့မှကိုစီကနေပြီးတော့မှဒီကျောတော်မျိုးပပီတို့တွေအတွက်ပေါ့နော်အထူးသတင်းကိုပြောပြထားတာပဲဖြစ်ပါတယ်အဲ့ဒါပါလဲဆိုတော့ကျောတော်စကြည့်လဲရအောင်နော်လက်ရှိ တော့မင်းအောင်လည်းကျင်းပမယ်လို့ပြောတဲ့ရွေးကောက်ပွဲကိုရွေးကောက်ပွဲဟာလုံးဝတရားမဝင်ကြောင်းလည်း Mr. Andrew ကပြောရတယ်။ဘာကြောင့်တရားမဝင်လဲဆိုတော့လက်ရှိအတိုက်ခံခေါင်းဆောင်တွေကိုဖမ်းဆီးထားတဲ့နိုင်ငံရေးအကြီးအကဲ2000ကျော်ကိုဖမ်းထားတယ်။တနင်္ဂနွေနေ့မှာပြည်သူတွေကိုဘုံကျဲပြီးတော့ရဲရဲစက်တက်ဖြတ်နေတယ်။ဒီအချက်တွေကြောင့်အကြမ်းဖက်စစ်ကောင်စီကပြုလုပ်မဲ့ရွေးကောက်ပွဲဟာတရားမဝင်ဆိုတာကိုမြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂအထူးကိုယ်စားလက်ဆိုင် Andrew ကပြောရတာဖြစ်ပါတယ်။အဲ့တော့ဒီဆွေးနွေးပွဲနဲ့ပတ်သက်လို့အဓိကပြောရမယ်ဆိုရင်တော့အချက်နှစ်ချက်ကိုတောင်းဆိုခဲ့တယ်လို့ကြားတယ်။ပထမတစ်ချက်ကတော့ကျွန်တော်တို့ဒီထိုင်းမှာရောက်နေဒီ တရားဝင်ဝင်လာတဲ့ဖက်စီခံရတဲ့သူတွေကိုပြန်လည်လွှဲပြောင်းပေးမယ်ဆိုလို့ရှိရင်ဒီကျွန်တော်တို့ CRPH AUG စတဲ့ဒီတိုင်းသား EOS တွေလက်ထဲကိုထိတ်ထက်မထက်လို့ရှိရင်တော့ဒီစစ်ကောင်စီလက်ထဲကလုံးဝမထက်ပါနဲ့အဲ့တော့ပြောတာကတော့အဓိကစစ်ကောင်စီလက်ထဲကိုဖမ်းမိတဲ့မြန်မာပြည်သူကိုလုံးဝမထက်ပါနဲ့ဒီလိုစစ်ကောင်စီလက်ထဲကိုထည့်ပေးနေတာဒီလူ့ခွင့်ရေးကိုချိုးဖောက်ရမှာမကပဲနဲ့အဲ့ဒီဒူတွေရဲ့အတက်အအနေမှာစိုးရိမ်ရတဲ့အနေအထားဆိုဒီစကလုံးကအတကယ်မှန်ပါတယ်တကယ်လည်းတဟအမှန်တရားပါနော်အဲ့တော့စစ်ကောင်စီလက်ထဲကိုဘာအကြောင်းနဲ့မှထည့်စရာအကြောင်းမရှိဘူး မရှိတဲ့တိရသားနဲ့ဖိုင်းဆိုးရထက်နေတာဒီဒါလူခွင့်ရေးချိုးပါလို့နေမဟုတ်လူတယောက်ကအတက်အနေရေဒီလူတွေလက်ထဲကိုထက်နေဒီလူတွေကအတက်အနေတိကိုက်နေဘဝနဲ့ပြက်မယ်ဆိုတော့တိရသားနဲ့ထက်ပေးတယ်ဆိုတော့ဒါကအစကတည်းကတားဆီးနိုင်ရမယ့်အရာတစ်ခုပဲနော်အခုတော့ဒါထွတ်တော်တက်တီကျေကျေပြင်းပြဆွေးနွေးနိုင်တယ်ဆိုတော့ဒါ1လက်တင်းမှာနောက်ဒုတိယတစ်ချက်ကတော့ဒါတော့တင်းထဲမှာမပါဘူးကြားတိရတာအဲ့ဒါဘာလဲဆိုတော့ကျွန်တော်တို့လက်ရှိအဲအတက်တန်းတို့ဖို့နော်နှစ်လပိုင်း7ရက်နေမှာတက်တန်းကုန်ထားတဲ့ဒုတိယအတွက် ဒီနေထိုင်ခွင့်ဗီဇာတွေတက်တန်းတိုးမကိစ္စကြံ့ကြံနေတယ်အဲ့ဒီကြံ့ကြံတဲ့အကြောင်းရင်းကဒီအကြမ်းဖက်စစ်အုပ်စုကထိုင်းမှာရောက်နေတဲ့ပြည်သူတွေရဲ့ချွေးနှဲစာကိုမတရားဂုဏ်သွင်းဆုပ်ပြီးတော့ပတ်စံနှိုက်ယူဖို့လုပ်နေတယ်အခွန်ဆိုတဲ့ခေါင်းစဉ်နဲ့ဒါပေမဲ့တကယ်တော့ဒီဟာပေးစရာလည်းအကြောင်းရှိဘူးလောက်ဓမ္မတယောက်ကဒီအာဆီယံပြည်နယ်မှာအာရှပြည်နယ်မှာရှိပါတယ်အဲ့ဒါဘာလဲဆိုတော့လောက်ဓမ္မတယောက်ကသူများနိုင်ငံအောင်လောက်ကြောက်လို့မဆိုရင်အခွန်ကိုဘယ်ဖက်ပေးမလဲဆိုတဲ့ဂတိကုတ်ကိုသူတို့လုပ်ထားခဲ့တာရှိတယ် တော့ဘယ်ဘက်ကိုပေးမှလဲမိခင်နိုင်ငံကိုပေးရမှလားအဲ့ဒီအလုတ်ကွားလုံးမဲ့နိုင်ငံကိုပေးရမှလားဆိုနေမှာအလုတ်ကွားလုံးမဲ့နိုင်ငံကိုပဲပေးရမယ်ဆိုတဲ့မူဝါဒရှိပါတယ်အဲ့တော့အခွန်နှစ်ဖက်ပေးစရာမလိုဘူးအဲ့တော့ထိုင်းမှာလာလှုပ်တဲ့လူတွေအားလုံးကကျွန်တော်အခွန်ဆောင်ပြီးတော့ထိုင်းအစိုးရကိုကျွန်တော်အခွန်ဆောင်ပြီးတော့သူတို့နိုင်ငံမှာကျွန်တော်တို့အလုတ်လာလုပ်တာတော်သူတို့နိုင်ငံအတွက်ကျွန်တော်တို့ကအလုတ်တန်းလာလုပ်ပေးရတယ်သူတို့နိုင်ငံအတွက်လည်းကျွန်တော်အခွန်ဆောင်တာဖြစ်တယ်အဲ့ဒီမှာထပ်ပြီးတော့ဒီအကြမ်းဖက်စစ်အုပ်စုကသူတို့အာဏာသိမ်းပြီးတော့ဒီပြည်သူတွေရဲ့အခွန်မှာဆိုတဲ့ခေါင်းစဉ်နဲ့ပတ်စံထပ်ပေါက်မှုလုပ်နေတဲ့အတွက်ဒီအသက်တမ်းတိုးမဲ့ကိစ္စတွေကြာမြင့်နေတာအမှန်တရားဒါစစ်အုပ်စုနဲ့ဘာမှဆိုင်တဲ့ကိစ္စမဟုတ် နံပါတ်၁ရဲ့နှစ်ဖက်အခွန်ဆောင်စရာမလိုတဲ့အတွက်ဒီထိုင်းဆိုးရောက်အခွန်ဆောင်ပြီးတာဖြစ်တဲ့အတွက်နော်ပေယဝင်သူဒီတေယဝင်အစိုးရဖြစ်နေတော့မှအမှန်ကောက်စရာအကြောင်းမရှိဘူး။အေးသူကသူပတ်ဆိုးစာအတစ်ထုတ်ခွင့်မယ်ဆိုရင်တော့ဒါစာအုပ်ရဲ့နော်အခွန်တွေရဲ့အတွက်တော့ကောင်းအောင်ပေါ့။အခုလိုမျိုးဘာမှမဆိုင်တဲ့ကိစ္စကိုအခွန်ဖြတ်ခွင့်မရှိဘူး။နောက်တစ်ခုကအခွန်ဆိုးတဲ့ခေါင်းစဉ်တက်လာအောင်လေ။လက်ရှိစစ်အုပ်စုတွေကိုစီးစင်းသွားတဲ့ငွေတွေဒီတိုင်းပြည်တိုးတက်ရေးအတွက်အတုံးပြုတ်နေတဲ့ငွေလားတီတူကိုပြန်လဲတတ်ပြတ်မဲ့နေရာမှာအကျန်းဖက်နေရာမှာအတုံးပြုတ်နေငွေလားဆိုတော့နိုင်ရှင်ကြည့်ပါ။လက်ရှိကျွန်တော်တို့တိုင်းပြည်မှာနော် ဘတ်ဂျက်အကုန်ဆုံးအရာတွေပါတယ်စစ်ပွဲကဲကိုစီပြောတာရရအောင်ကောင်းတယ်နော်အခုဆိုရင်ကျွန်တော်တို့ CRPH ကိုဆက်လက်တွေ့ရနေပြီးတော့မှထိုင်းလွတ်တော်စီဝေးပွဲမှာကျွန်တော်တို့ဒီထိုင်းရောက်ပြည်သူတွေဖမ်းခိုင်းရမယ်ဆိုရင်စကွန်ဆယ်လက်ထက်ပြန်မဖို့ပေါ့နော်။သူကနေပြီးတော့မှဒီပန်ချထားတော့တွေ့တော့ဖြစ်ပါတယ်။အဲ့လိုမျိုးတောင်းဆိုထားတာပေါ့နော်။အယောင်ကောင်းတာပြမခုဆိုရင်ကျွန်တော်တို့ရွှေပြောင်းလို့တမားတွေအားဆိုရင်လည်းစကွန်ဆယ်လက်ထက်ကိုထိုင်းအာဏာပိုင်တွေကနေပြီးတော့မှပြန်လဲလွဲပြောင်းတယ်လို့စစ်တိုက်ဆိုလို့လို့ဆောင်နေတဲ့အတွက်ကြောင့်မလို့စကွန်ဆီအနေနဲ့တတတဲ့ကို ဒီအင်းကြီးချင်းနိုင်ငံရဲ့နေပြီးတော့မှပေါ့နော်လွယ်လွယ်ကူကူနဲ့ရရှိနေတာပဲဖြစ်ပါတယ်နောက်တစ်ခုကကြတော့ကျွန်တော်ရွှေပြောင်းပြည်သူတွေရဲ့ပေါ့နော်ချွေးနေစာနဲ့ချစ်ကုတ်ပြီးတော့မှရပ်ယူထားတဲ့သူတို့ဒီဝင်ငွေတွေကနေပြီးတော့မှစစ်ကောင်စီကနေကိုသွေးဆိုးပြရပြီးဖို့စ조사နေတာကိုတွေ့ရတာပရိုမတာကိုလည်းကျွန်တော်ထိုင်းနာပိုင်တွေနဲ့ပေါ့နော်ဖူးပေါင်းပြီးတော့မှနိုင်နိုင်နေနဲ့ကန်တွေဖို့လွန်ရီဘီဆိုတဲ့အကြောင်းကိုလည်းကိုစီကနေပြီးတော့မှတေချာလေးရှင်းပြထားတာပဲဖြစ်ပါတယ် ကဲကျွန်တော်နောက်ထပ်ဗီဒီယိုတဘောအနေနဲ့ဒီစခွေးကောင်းဆောင်မြောက်လိုင်းကနေပြီးတော့မှနျူကလ িয়ার ဆွေနဲ့တခြားဆွေတွေမှာရင်းနှီးမြှုပ်နှံတင်းတယ်ဆိုပြတော့မှာပေါ့နော်ပြောကြားထားတဲ့သတင်းကိုတင်ဆက်ထားတဲ့ဟာလေးကျွန်တော်ဆက်ပြီးတော့မှကြည့်လိုက်ရအောင်။ကျောင်းရင်နဲ့လုံခြုံရေးကိုအလေးနက်ထားစဉ်းစားရမှာဖြစ်တဲ့အတွက်ပြည်လဲပြည့်ဖြူးမြေဆွေရင်နျူကလ িয়ার နဲ့အခြားဆွေရင်ကဏ္ဍတွေမှာရင်းနှီးမြှုပ်နှံမှုတွေလှုပ်ထားရမှာဖြစ်ကြောင်းဘူဂျုံမူဂျီမင်းအောင်လိုင်းကပြောကြားခဲ့ပါတယ်။နေပြည်တော်မှာပြုလုပ်တဲ့2025အလွန်ဘဟုဝင်ရောကဘာတွေ မြန်မာနိုင်ငံကြုံတွေ့လာရမည့်စိန်ခေါ်မှုများနဲ့အခွင့်အလမ်းများတုံ့တက်ဆွေးနွေးပွဲမှာအခုလိုပြောဆိုခဲ့တာပဲဖြစ်ပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းကရုရှားနိုင်ငံကိုတွားရောက်ခဲ့တဲ့ခရီးစဉ်မှာတချို့ကအသေးစားနျူကလ িয়ার ဓာတ်အားပေးစက်ရုံတိစောက်ရေးအပါအဝင်နှစ်နိုင်ငံအကြားသဘောတူညီချက်၁၀ခုကိုလက်မှတ်ရေးထိုးခဲ့ပေမဲ့လည်းနျူကလ িয়ার စက်ရုံကိုဘယ်နေရာမှာဘယ်အချိန်ကာလအတွင်းတိစောက်မယ်ဆိုတာကတော့မသိရသေးပါဘူးရှင်။ ခိုးဒီမှာကျတော့ကြားတဲ့အတိုင်းပဲပေါ့နော်မြောက်လိုင်းကနေပြည်မှာနျူကလ িয়ার စွမ်းအင်တွေကိုသူကနေပြည်မှာရရှိဖို့စ조사နေတာဖြစ်ပြမရုရှားကိုညီနေအခုဆိုရင်ကျတော့နေမြန်မာနိုင်ငံနေရာတချို့မှာသူကနေပြည်မှာစတင်ဆောက်လုပ်ဖို့ကိုချန်ပီယံတွေလို့တည်ရတာပဲဖြစ်ပါတယ်ဆိုတော့ဒါကကျတော့မြေဘပြည်သူတွေကိုပေါ့နော်ဒီတက်ပူပြည်မှာရက်ဆက်စွာနဲ့တက်ဖြတ်ဖို့ကိုသူကနေပြည်မှာဆေးရထက်တန်နေတယ်ဆိုတာကျတော့တွေ့တာပဲဖြစ်ပါတယ်နောက်ထပ်ဗီဒီယိုသဘောအနေနဲ့မြောက်လိုင်းကနေပြည်တော်မှာဒီလိုမျိုးရွေးကောက်ပွဲချစ်ပွားဖို့လုံးနေတဲ့အချိန်မှာပဲပေါ့နော် သူ့ရဲ့ဒီရွေးကောက်ပွဲကျင်းပဖို့အထားမြောက်ဖို့ကိုစန့်ကျင်နေကြတဲ့လူတွေအားလုံးကမျှော်လင့်ရက် lobby တွေ supreme ပါနော်ပေါ့လိုပဲဆာတွေပြောတော့တဲ့ကြော်မြင့်မြတ် video file လေးပဲဖြစ်ပါတယ်ဒီကောင်ဘယ်လိုမျိုးအားချောင်ထားလဲဆိုတာကျွန်တော်ဆက်ပြီးတော့မှကြည့်လိုက်ရအောင်နော်လက်ရှိဘုံကြီးဘုံကြီးမြောင်းနိုင်တို့ကရွေးကောက်ပွဲလုပ်ပြီးမယ်ရွေးကောက်ပွဲလုပ်မယ်လို့တွတ်တွတ်တစားစားတစ်ချိန်အချိန်ချင်းပြောနေတဲ့ကိစ္စကိုသူတို့ကယုံကြည်မရှိဘူးမလုပ်သင့်ဘူးမဖြစ်သင့်ဘူးအာမလို့ဟိုလူတွေမပါလို့ဒီလူတွေမပါလို့ဆိုတဲ့ကိစ္စမျိုးတွေနဲ့ပြောနေကြတာတော့တွေ့ရတယ်ဆိုတော့ကောင်းပြီဒီလူတွေမပါလို့ရွေးကောက်ပွဲမလုပ်ရကြည် နော်ဖမ်းဆီးထားတဲ့သူတွေမပါလို့သို့မဟုတ်ဒီလွတ်လပ်ပြီးပုံလွှမ်းရတာမျိုးရွေးကောက်မဟုတ်လို့တရား all all inclusive မဖြစ်လို့ရွေးကောက်ပွဲမလုပ်ကြကြီးဆိုရင်ဆိုရင်ပေါ့နော်ကဲကျွန်တော်မိမယ်ကျွန်တော်ဘယ်သူလဲအောင်ဆက်နေရမလဲကာပီစစ်စားတာကျွန်တော်ဘယ်သူလဲအချက်စမ်းကြည့်ခံကျွန်တော်တို့ဘယ်သူလဲအောင်ဆက်နေရမလဲရွေးကောက်ပွဲမလုပ်ရဘူးဆိုရင်လက်မခံဘူးရွေးကောက်ပွဲကိုလက်မခံဘူးမလုပ်ရဘူးမလုပ်သေးဘူးမဖြစ်သေးဘူးဘာဘူးညာဘူးနဲ့အဲ့လိုကန့်ကွက်နေမယ်အစင်တစိုက်နိုင်ငံတကာကကန့်ကွက်တယ်အဖွဲ့အစည်းပေါင်းစုံကကန့်ကွက်တယ်ကျွန်တော်တို့ပြည်တွင်းမှာရှိတဲ့ပြည်သူကလည်းကန့်ကွက်မယ်ဆိုရင်ကျွန်တော်တို့ဘယ်သူအုပ်ချုပ်မှုအောင်မနေရမှာလဲ ဘယ်လိုလဲကြာပါမိပါပြီတို့ရယ်ဆိုကျွန်တော်တို့ကောင်းအေးထိုင်းကြစဉ်းစားကြည့်ဘူးလို့တခါတည်းမှာကျွန်တော်တို့ကဖြစ်တဲ့ဖြစ်ထိုက်တာရယ်ဖြစ်ဖို့လိုအပ်တာရယ်နော်ဖြစ်ချင်တာရယ်ဆိုတာရှိတယ်ဆိုတော့ဖြစ်ချင်တာကြီးပဲကျွန်တော်တို့ဘာမှမရနိုင်ဘူးဖြစ်ချင်တာကြီးပဲကျွန်တော်တို့အကုန်လျှောက်ဖြစ်နေပြီဆိုရင်ကျွန်တော်တို့လူမပြောဟုတ်တော့ဘူးလူတမိုင်းမှာလူသားဖြစ်တယ်မူတမိုင်းခင်ဗျားတို့လူသားဖြစ်တယ်မူတမိုင်းခင်ဗျားတို့တူးချင်းရဲ့လူဖြစ်တယ်မူတမိုင်းပြန်ကြည့်ခင်ဗျားတို့ဖြစ်ချင်တာလေးကြီးဖြစ်လာတာမဟုတ်ဘူးဖြစ်ချင်တာကတခုဖြစ်သွားတာကတခုနော်ဖြစ်ချင်တာပြောကြကြည့်ဆိုဗျာခင်ဗျားလည်းဟိုကျွန်တော်လည်းဟိုမှာအစောလေးနေအစောလေးနေညချင်တယ်မိသားစုလေးနဲ့ကျွန်တော်အတူတူနေချင်တယ်ကျွန်တော်ပြောမှာပေါ့ ဖြစ်ချင်တာဖြစ်ချင်တာပဲเนาะဖြစ်တင်တာရယ်ဖြစ်ဖို့လိုအပ်တာရယ်ဆိုတာတသက်ရှိတယ်ဒါလောက မှာရှိပြီးသားเนาะဆိုတော့အခုကျွန်တော်တို့ဟာရွက်ကောက်ပွဲကြီးဖြစ်တင်လားမဖြစ်တင်လားဆိုတော့မိကုန်းကိုကျွန်တော်ပြည်သူလူထုကဆုံးဖြတ်တော့မှာအဲ့ဒီနိုင်ငံတကာတိုင်ဝမ်တွေကမဖြစ်အောင်မဖြစ်အောင်မဖြစ်အောင်ပြောနေရင်အဲ့ဒါကိုလိုက်ပြီးတိုင်အောင်လိုက်ပြီးတော့ကျွန်တော်ပြည်ထဲမှာရှိတဲ့နိုင်ငံရေးသမားတွေတောင်တောင်နိုင်ငံရေးသမားတွေတောင်နိုင်ငံရေးသမားတွေမှာတောင်တောင်တွေရှိတယ်တောင်တောင်နိုင်ငံရေးသမားတွေတောင်တောင်လက်နက်ကိုင်တွေအုပ်စုတွေတောင်တောင်တောင် activist တွေတောင်တောင်တောင်ရပ်ဖက်ဖွဲ့စည်းတွေအဲ့ဒီအုပ်စုတွေပေါ့အဲ့ဒီအုပ်စုတွေက မဖြစ်အောင်ဖြစ်အောင်လို့နိုင်ငံတကာချပေးတဲ့ guideline အတိုင်း narrative အတိုင်းလိုက်ပြီးတော့အကုန်ပြောမယ်ဆိုရင်ကျွန်တော်ရွေးကောက်ပွဲမဖြစ်ဘူးဆိုပါဆို Okay မဖြစ်ရင်ကျွန်တော်တို့ဘယ်သူအထုပ်မှာဆက်နေရမှာဘယ်သူအထုပ်တော့ကျွန်တော်ဆက်ခံရမယ်စဉ်းစားကြည့်လားအဲ့တော့နိုင်ငံတကာအဖွဲ့အစည်းတွေတမင်တော်ရွေးချယ်ရှိကျွန်တော်တို့ပြည်သူလူထုကိုစစ်တပ်အထုပ်မှာတက်တလုံးနေနေချင်တာလားမသိဘူးနော်နိုင်ငံတကာတိုင်းဝိုင်းဆိုတဲ့အုပ်စုတွေနိုင်ငံတကာအဖွဲ့အစည်းဆိုအုပ်စုအဲဂျပန်နိုင်ငံကြီးဝန်ကြီးကိုယ်တိုင်ကပဲလေစစ်တပ်ကလော်ဘီလားမသိဘူးနာဆာကဆိုရယ်လော်ဘီဖြစ်နေလားမသိဘူးတော်ရိုက်ပြီးတော့ဒီလက်ရှိဗိုလ်ချုပ်ကြီးမင်းအောင်လိုင်းတို့စစ်တပ်ရဲ့ လော်ဘီဖြစ်နေပြီလားမသိဘူးအဲ့ဂျပန်နိုင်ငံကြီးဝင်ကြီးတို့အဲ့ခုနကုလရဲ့ပြောကုလရဲ့အထူးကိုယ်စားလှယ်တောမတ်စ်အန်ဒရူးတို့က NASA ကဥက္ကဋ္ဌဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်ရဲ့တိတ်တိတ်ဘုံလော်ဘီဖြစ်နေလားမသိဘူးဘာလို့လဲဆန္ဒကြီးတို့ကအဲ့ကိုနှစ်ချောင်းပေးလာတယ်အဲ့ကိုနှစ်ချောင်းပေးလာတော့ခမရပြည်သူတို့ကလည်းအဟုတ်ကြီးတင်ပြီးတော့ရှောက်လုံးအဲ့အကုန်လုံးကျွန်တော်တို့နေထိုင်ရင်စစ်တပ်အုပ်ချုပ်မှုအောက်မှာဆက်ပြီးတော့နေသွားရလိမ့်မယ်အဲ့တော့ခမရတို့နေချင်းလို့လားကျွန်တော်ကတော့ဘုံဝင်လင်းပြောမယ်နော်စစ်တပ်အုပ်ချုပ်မှုအောက်မှာကျွန်တော်တို့တစ်လုံးနေလို့မရဘူးစစ်တပ်ကလည်းအဲ့ဒါကိုလက်ခံလာဆိုလက်ခံတယ်ဟိုပြီးခဲ့တဲ့မှာမြန်မာ narrative ဟိုမြန်မာ narrative သိမ့်တံဖွဲ့လောက်တဲ့ဒီ2025 beyond မြန်မာရဲ့ဒီဒီ ော် challenge and opportunity ပွဲမှာတော့အဲ့ဒီလိုပွဲမှာတော့အဲ့ဒီပွဲမှာတောင်ဘိုးဇုံမူကြီးကိုယ်တိုင်ပြောသွားတာပဲပါတီဆိုဒီမိုကရေစီသူလက်ခံတယ်သူလုပ်မယ်ဒါပေမဲ့ဖြစ်တင်တာဖြစ်တဲ့တိုင်ဖြစ်ချင်တာဖြစ်ဖို့လိုအပ်တာသူစခွဲချဆုံးဆက်ပေးပါဆိုသူပြောပြောတယ်ဖြစ်ချင်တာလေးချောက်ပြောလို့လို့မရဘူးဖြစ်တင်တာနဲ့ဖြစ်ဖို့လိုအပ်တာဖြစ်ထိုက်တာတွေကိုပြောဖို့လိုတယ်သူပြောတာပဲဒါအမှန်တရားပဲဒါကြောင့်ကျွန်တော်ကတော့ပုံမှန်လင်းပြောရရင်ရွေးကောက်ပွဲကိုအတားစီနောက်ရှက်ကန့်ကွက်နေကြတဲ့သူတွေရွေးကောက်ပွဲကိုအနောက်ရှက်ပေးဖို့ကြိုးစားနေကြတဲ့သူတိုင်းဟာဘိုးဇုံမူကြီးမင်းအောင်လာရဲ့ဟိုတိတ်တိတ်ပုံလော်ကြီးပဲဒီလိုမျိုးကောင်းရရပဲပေါ့နော်အချင်းမရှိတဲ့စကားတွေပြောဆိုနေကြတာဖြစ်ပရမမျောလိုင်းရဲ့ ကျင်းပဖို့ရွေးနေတဲ့ရွေးကောက်ဖို့ဆန်ချတဲ့လူတွေအားလုံးကမျောလိုင်းရဲ့ lobby တွေဆိုပြမှာပေါ့နော်ချင်းချောက်ပြောဆိုလိုက်တယ်ကိုကျွန်တော်တွေ့တော့ပဲဖြစ်ပါတယ်ဆိုတော့ဒီလိုမျိုးကောင်တွေကနေပြမှာပဲပေါ့နော်မျောလိုင်းဒီလိုမျိုးရွေးကောက်ပွဲတွေဆက်လက်ပြီးတော့မှကျင်းပနိုင်ဖို့ဆိုရင် အပြေအမျောလွင်နေတာဖြစ်ပြမှာပြီးသူတွေကစစ်တပ်အုပ်ချုပ်မှုကိုလိုချင်နေတယ်ဆိုတဲ့ပုံစံမျိုးနဲ့ပေါ့နော်ဝါရဖျံပြောဆိုနေကြတာပဲဖြစ်ပါတယ်ဘလိုပဲပြောပြောအခုဆိုရင်ကျွန်တော်တော်လိုင်းရဆူတွေကနေပြမှာစစ်တပ် lobby တွေနဲ့မျောလိုင်းရဲ့ဒီကျင်းပဖို့ရွေးနေတဲ့ယူကော့ပွဲကိုခြေဖြစ်နိုင်ဖို့ဆိုရင်2025ခုနှစ်ထဲမှာသူတို့ဒီ physics စနစ်ကိုပေါ့နော်အပြည့်အချိန်မွေးရမယ်ဆိုတာအားလုံးတည်ထားကြတာမို့လို့ ခုခရေကျော်တော်စီးပြင်ဆင်မှုတွေလှုပ်ရှားနေတာဖြစ်ပြီးတော့မှတက်ပွဲတိုင်းမှာလည်းအောင်ပွဲတွေရရှိနေတာပဲဖြစ်ပါတယ်။ဒီကြုံမျိုးစကားနဲ့ပတ်သက်ပြီးတော့မှကြီးစုတဲ့မျိုးဝပြည်သူတွေရဲ့ပေါ့နော်အမြင်လေးတွေကိုလည်းခြိုက်ပေးခဲ့ကြဖို့ကျွန်တော်တို့နေကနေတောင်းဆိုပါတယ်။ကျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောနေနဲ့ပေါက်ကတော့နေပြီးတော့မှဒီနေ့မှာကျွန်တော်တို့ပေါ့နော်မန္တလေးမဟာအောင်မြင်မြို့နယ်မှာဒီစစ်ကောင်စီနဲ့သူတို့ရဲ့ဒေါက်တာတွေရနေပြီးတော့မှဒီစစ်မှုထမ်းစနစ်နဲ့ပတ်သက်ပြီးတော့မှမဲခွဲတဲ့နေရာမှာမတမာမှုတွေရှိနေတဲ့ဆူပရမပေါ့နော်အားချောင်ပြောဆိုထားတဲ့အားလည်းကျွန်တော်တို့တစ်ချက်လောက်ကြည့်လိုက်ရအောင် ဒီမဲတွေကိုနှိပ်ပြီးမှသူကသူကိုယ်တိုင်ဒီမဲကိုနှိုက်တယ်သူ့ရဲ့ဘက်ကဟာတွေကတော့မဲကြီးတဲ့ဟာတွေမဲကအားလုံးပေါင်းလူကြီး400ကျော်နှိုက်အောင်ဖြစ်နေတာနော်အဲ့တော့မဲ400မှာကြီးတဲ့နံပါတ်တွေကြီးနှိုက်ပါတယ်၄တဲ့နံပါတ်တွေကတော့အဲ့ရက်ွက်တေးလေးတွေကိုခြံခဲ့တယ်တော့ကျတာကစမှုထမ်းကအဆက်ကြတတ်ရမှာ၄တဲ့သူကယင်လဲရကြီးတဲ့သူကနောက်မှလဲရတာပေါ့နော်ဒါမျိုးလေးဖြစ်တာပေါ့အဲ့တော့သူကပြောချင်တာရိုင်းမှုတစ်ယောက်နေတယ်သူတို့ရက်ွက်မှာတော့ဒါသူကသူရဲ့ကောင်းမဲ့တာနော်ဒါဥစဉ်ဖုံဖုံသူချက်ဝင်လာတယ်ဝင်းမှာပြောချင်တာတော့ဥစဉ်ပြောလိုက်တာတော့ရှင်းတယ်ခဏလူကြီးတွေတီးလို့ရှင်းရင်ခဏရှင်းရတဲ့ဒီရှင်းလားဆိုတော့ လူကြီးတွေတီးလို့ရှိရင်လဲရှင်းရပါတယ်ခင်ဗျာတဲ့အဲ့တော့ဦးဇင်းတို့မဟာအောင်မြေမြို့နယ်မှာရှိတဲ့မဆဘအဖွဲ့ဝင်နဲ့တာဝန်ရှိပုဂ္ဂိုလ်များအားလုံးအနေနဲ့ဒါမျိုးတွေမဲတမာမှုတွေမတရားမှုတွေကိုခချင်းမျိုးတော့တို့တွေကနော်မဲဆိုလို့ဒါ NLD ဆိုရတဲ့တက်ကဘဲခုတ်ခဲ့လို့နိုင်ငံတော်ကဒီလိုကြီးဖြစ်တာလဲစုပုမှုတွေဖြစ်တာနော်ဒါပဲတီးတာနော်ဒီကောင်တွေကတော့ခုတ်ခဲ့ဒီလိုဖြစ်မှာမဟုတ်ဘူးအခုလဲနာဂကအစိုးရလက်ထက်မှာယာယီမှုတွေအုပ်ချုပ်ရေးမှုတွေကစစ်မှုထမ်းမှုတွေနဲ့ပတ်သက်ပြီးမှမဲပတမာမှုတွေမဲခိုးမှုတွေအခုကလေးကသလာပြီဆိုတော့ အခုကတည်းကသာလာပြီဆိုလို့ရှိရင်မလိုအပ်တဲ့ပြဿနာတွေဖြစ်ထွက်မလိုအပ်တဲ့ပြဿနာတွေဖြစ်လာနိုင်တယ်ပေါ့နော်အဲ့ဒါကြောင့်မို့မလိုအပ်တဲ့ပြဿနာတွေဖြစ်လာမှာမဖြစ်စေချင်တဲ့အတွက်ကြောင့်မောင်မြေမျိုးမှာကုသောဥစဉ်အတားဖိုင်ကိုတခြားနောက်ထောင်ပြီးမှတခြားစစ်စစ်ပြီးမှဟုတ်ကဲ့ရင်ပြန်ပြီးမှစပြီးမှထိရောက်သွားလဲအဲ့ဒီအုတ်အုတ်ချုံရင်မျိုးကိုထိရောက်သွားအေးယူပေးဖို့အတွက်ကိုဒီလူလူတို့ရဲ့ကိုယ်စားယာယီမှုတွေရဲ့ကိုယ်စားပေါ့ကိုယ်တော်ကနေမှဒါမောင်မြေမျိုးနယ်မှာရှိတဲ့တောင်ရှိပုဂ္ဂိုလ်များအားလုံးကိုဒါမေတ္တာရက်ခံခြင်းဖြစ်ပါ ငပဝါတော်ခုဆိုရင်ကျွန်တော်တို့မှာအောင်မြင်မြို့နယ်မှာပေါ့နော်။အုတ်ကြီးကနေပြီးတော့မှမိဘပြည်သူတွေကနေပြီးတော့မှအခုဆိုရင်တိုင်ကြလာလို့ဒီစစ်မှုထမ်းဆန်းနေတဲ့ပတ်သက်ပြီးတော့မှမတမာမှုတွေလှုပ်ဆောင်နေတယ်ဆိုတဲ့အကြောင်းကိုသူကနေပြီးတော့မှပြောဆိုထားတာပဲဖြစ်ပါတယ်။ကျွန်တော်တို့ဒီနေ့မှာအားလုံးနဲ့တရင်တွေမှာတွေ့တဲ့အတိုင်းဒီစစ်ကောင်စီအုတ်ကြီးတွေနဲ့ပေါ့နော်ပြူခွေးတွေကနေပြီးတော့မှကျွန်တော်တို့တိုင်ရင်တယောက်အောင်ဒီသူတို့ရပါတော့မေရီရဲ့စနစ်နဲ့ပတ်သက်ပြီးတော့မှတရားရမယ်ဆိုပြီးတော့မှပြည်သူတွေကိုချင်းချောက်ပြောဆိုထားတာဖြစ်ပြီးတော့ အခုဆိုရင်ပြီးသူတွေရာဒီစကောင်စီတပ်ဖွဲ့ဝင်တွေရဲ့လူမျိုးချက်ကင်ချုံခိုင်နေရတာပဲဖြစ်ပါတယ်ကျွန်တော်တို့ဒီမဲပေါက်တဲ့လူငယ်တွေအားဆုံးလဲပါနော်စစ်ထက်ကိုမလိုက်ဘူးဆိုရင်သူတို့ရဲ့အိမ်တူအိမ်သားတွေကိုဖမ်းဆီးမယ်ဆိုပြီးတော့မှအခုဆိုရင်စကောင်စီနဲ့ပတ်သက်သူမှတမရနိုင်ပြီးတော့မှချင်းချောက်ပြောဆိုလာကြလို့အခုဆိုရင်ကျွန်တော်တို့ပြီးသူတွေကအကြဲရဲနေတာပဲဖြစ်ပါတယ်ဆိုတော့ဒီတော်လိုင်းမှာတော့စကောင်စီရဲ့ပေါ့နော်ဒီလိုမျိုးရက်စက်ရုံမာတဲ့နီလာတွေကိုတွန်းလာတာကိုကျွန်တော်တို့တွေ့ရဖြစ်ပြီးတော့မှပြီးသူတွေလုံးအနေနဲ့အားလုံးသူကစူးစူးစီးစီးနဲ့တိုက်ထုတ်ရမယ့်အချိန်ပဲဖြစ်ပါတယ်ကျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ ဇော်ပွင့်ရနေပြီးတော့မှစစ်တပ်ဂျေဆူရှူစရာတောင်မရှိဘူးဆိုပြုံးပါပါနော်ပြောဆိုလိုက်တဲ့ဟာလဲကျွန်တော်တက်ချက်လောက်ကြည့်လိုက်ရအောင်ကျွန်တော်တို့ကတော့တက်မလို့ဂျေဆူကမူးလို့ရှူစရာမဟုတ်ကျွန်တော်တည်တဲ့ဒီအသွေးသားထဲမှာကိုတက်မလို့နဲ့ပတ်သက်ရင်နိုင်ငံနဲ့လူမျိုးအတွက်ကတက်မလို့ကဂျေဆူအကြီးမားဆုံးသော institution တစ်ခုဖြစ်တယ်အဲ့ဒါကိုခွေးစကားတွေပြောနေလားတက်မလို့သားတွေကိုကြံပုံမထားရင်နေမစော်ကားနဲ့ဘာလို့လဲဆိုတော့ဒီနိုင်ငံဒီလူမျိုးအေးချမ်းအောင်ကာကွယ်နေတာကနိုင်ငံရဲ့အကြီးမားဆုံးသောအဖွဲ့အစည်း အင်စတီကျူရှင်းဖြစ်တဲ့ဒီအခုတက်မလော့ကာဝေးဦးစီးချုပ်ဦးမင်းအောင်လိုင်ဦးဆောင်နေတဲ့တက်မလော့သားတွေပဲဖြစ်တယ်နော်အဲ့တော့ဒီနိုင်ငံအေးချမ်းအောင်ငိမ့်ချမ်းအောင်နော်အကြမ်းမဲ့နဲ့နဲ့ကန်တောင်းချသူတပုံတွေကိုအသက်သွေးချွေးတွေ CO ထိုးထားတာတက်မလော့သားတွေရဲတပ်ဖွဲ့ဝင်တွေပြည်သူစစ်တွေဖြစ်တယ်ဒါပေမဲ့တက်မလော့သားကတော့ပို့ပြီးတော့ဟိုပေါ့နော်ဒီတိုင်းပြည်အတွက်ပေးဆက်ရတာပေါ့သူတို့မှမိသားစုတွေရှိတယ်သားသမီးတွေရှိတယ်လူမျိုးတွေဆိုရင်အဖေအမေတွေညီကိုမောင်နှမတွေရှိတယ်အမိန်တခုရဲ့အောက်မှာနိုင်ငံနဲ့တိုင်းပြည်လူမျိုးအတွက်သူတို့ရဲ့ဘဝတွေအကုန်လုံးကိုပေးဆက်ပြီးတော့မှာ ကာကွယ်နေတာဖြစ်တဲ့အတွက်ခမားတို့တက်မလို့ဒါတွေကိုတက်မလို့ဒါရဲ့ကျေးဇူးမူးလို့တော့ရှူစရာမရှိဘူးလို့ပြောတဲ့လူတွေကိုဒီနေရာကနေပြောချင်တယ်ခမားတို့အဲ့လိုကျေးဇူးမူးလို့တော့ရှူစရာမရှိဘူးခမားတို့ကိုယ်တိုင်အခုစစ်တပ်တွေကိုဝင်တော့ပေါ်တာတွေဆွဲတော့ခမားတို့ဘာကန်နေထွက်နေလဲဟမ်စစ်သားတွေရောက်ဖြစ်ဖို့လွယ်လားစစ်သားတွေရောက်ဖြစ်ဖို့မလွယ်တဲ့ခေတ်ကြီးထဲမှာဒီနိုင်ငံဒီလိုမျိုးတက်မလို့ဒါတွေကိုအဖက်ဖက်ကနေတွန်းနေတိုက်နေနော်ဒီကျေးဇူးတို့မူးလို့တော့ရှူစရာရှူစရာမရှိပါဘူးဆိုတဲ့ဒီမိုက်တိုက်တဲ့ဟွာရတခုကိုကျွန်တော်တို့ကတက်မလို့ဒါတွေနဲ့အတူလက်တွဲပြီးတော့မှ တိုင်းပြည်ရောနိုင်ငံကိုကိုကြရနေတာနေရာနေအုတ်တချက်တဲတဲ့ဘုံနေနဲ့ကာကွယ်နေတာဖြစ်တယ်။ဒီဘောရင်ကတော့အခုချိန်ထိအာတီးရောက်နေတယ်နော်။ကျွန်တော်မြေဘပြည်သူတွေကတော့ဒီကောင်းပဲချင်းရှင်းခိုင်းမလဲဆိုပြီးတော့မဆောင်နေကြတဲ့ချိန်မှာပဲသူကနေပြီးတော့မှပြည်သူတွေဘက်ကနေပြီးတော့မှစစ်တပ်ကျေစုမှုလို့တောင်းရှိဆရာမရှိဘူးဆိုတော့ပြောစကားတွေထွက်လာလို့ပေါ့နော်။တော်တော်လေးပောက်ကွက်နေတာဖြစ်ပါတယ်။ဒီကောင်းဘလို့ပဲအားချောင်းနေပါစေ။ကျွန်တော်တော်လိုင်းရဆူရီရဲ့ပေါ့နော်လက်တံပြောင်တဲ့အခုဆိုရင်တော်လိုင်းရအောင်ပွဲသတင်းတွေကိုကြားပြီးပြီးချင်းပါပဲဒီကောင်တွေကတော့ ပြည်သူလူထုတွေပေါ်မှာဂျင်းထက်ပြီးတော့မှဝါရဖြန့်ပြောဆိုနေကြတာပဲဖြစ်ပါတယ်ဒီထက်ပိုပြီးတော့မှဆိုးရတယ်ပေါ့နော်ဒီစစ်ကောင်စီတပ်ဖွဲ့တွေကြာဆုံးမှုတွေလည်းသူတို့ကိုယ်တိုင်မြဝထင်းနေတွေ့ရမှာမလို့မကြခင်ချင်းမှာတော့ဒီစခွေလော်ဘီတိုက်တွေရဲ့ပေါ့နော်မြောက်လိုင်းကိုပုံကံပြီးတော့မှပြောဆိုမဲ့ဆဲဆိုမဲ့စကားတွေကတော့ကျွန်တော်တို့တွေ့ရတော့မှာပဲဖြစ်ပါတယ်ကဲကျွန်တော်တို့နောက်ဆုံးဗီဒီယိုသဘောအနေနဲ့ဒီအပါသမီးဘောမကနေပြီးတော့မှပဲပေါ့နော်မြောက်လိုင်းတို့စစ်တပ်နဲ့သူတို့အောက်ခြေကဝင်ထမ်းတွေရနေပြီးတော့မှပြည်သူတွေကိုကြုံတလို့ပေါ်တာဆွဲနေပြီဆိုတဲ့အကြောင်းဝန်ခံပြောဆိုထားတာလည်းကျွန်တော်တို့စစ်ပြီးတော့မှကြည့်လိုက်ရအောင်နော် ဲ့ဒုတိယရဲ့ပြောကြချက်များအရာပေါ့နော်ဟိုလက်စားတဲ့လူတွေပြီးလို့ရှိရင်ဥက္ကဋ္ဌလက်စားတဲ့ဥက္ကဋ္ဌတွေအဲ့ပြည်သူစစ်မှုတွေအကြောင်းပြပြီးတော့လက်စားနေရဲ့ဥက္ကဋ္ဌရဲ့တက်မတော်မှာပါဝင်ပတ်သက်နေတဲ့အရာရှိပေါက်ဆာအရာရှိလေးပေါ့နော်အဲ့မျိုးတွေအေးအေးယူခံနိုင်ရမယ်အမြန်ဆုံးအေးအေးယူခံရလိမ့်မယ်ကြည်ထားအာဘာဖြစ်လို့လဲဆိုသူတို့ရဲ့လောက်ရက်ဒီအကြောင်းမို့ပြည်သူလူထုကတက်မတော်ကိုပုံမုံတီးတယ်ပတ်စံတွေကိုအစာကြက်ကမုံမိသားပါ တက်မတော်လည်းမကောက်ခိုင်းဘူးဒါပေမဲ့တို့ရားလေးစစ်မှုထမ်းမထမ်းချင်းဘာဖြစ်တယ်ညာဖြစ်တယ်ကျမနားလေတာလေလေးလောက်တစ်ချိန်ကွာလေးလောက်တစ်ချိန်တမျိုးမှာဒီပြင်းဦးလေးမျိုးမှာရှိရယ်ဘယ်နဲ့ရက်ွက်ဘယ်နဲ့ခုံးရှိရယ်ရက်ွက်ကြီးရက်ွက်ကြီး20 20နစနစနှစ်လားအဲ့လောက်တည်းရှိတယ်။အဲ့ဒီရက်ွက်တွေမှာအလုံးပေါင်းမှာဆက်ရောက်ထားလိုက်ပါတော့။ဆက်ရောက်ပါကမှဆိုရင်တီးမြုံမှာလူတွေအများယောက်ျားလေးအများကြီးရှိရယ်လေ။ အဲ့အဲ့လိုမျိုးပေါ့အဲမဲပေါက်သွားပြီထားလိုက်။ तू ကမသွားချင်လို့။အကျွန်တော်တော့မသွားနိုင်သေးဘူး။ဘာကိစ္စချင်လို့ညာကိစ္စချင်။နောက်တစ်ယောက်ကိုစားထုတ်။အဲ့လိုမျိုးပဲကြားဘူးလား။အခုကအဲ့လိုမဟုတ်တော့ဘူး။အဲနေ့လတိုင်းကောက်။อืมလတိုင်းကောက်။ဝင်ခါပြီ။ဆန်ကိုလတိုင်းကောက်ကတောင်းထဲခိုင်းနဲ့တောင်းထဲခိုင်းအဲ့လိုမျိုးတွေလုပ်တယ်ပေါ့နော်။အတက်မလို့ပုံပုံအောင်လုပ်တာ။ဥက္ကဋ္ဌရဲ့ဥက္ကဋ္ဌကြီးတော်တော်များများအရေတွေတော်တော်ရဲတွေပါဝင်ပတ်သက်တယ်။နောက်အရာရှိလေးတွေပါဝင်တယ်။ကျွန်မသိတဲ့ပြည်မျိုးမှာဖြစ်စဉ်ဆိုရင် ဟိုကလေး၃ယောက်ကလောင်ကစားဝိုင်းမှာဖမ်းခံရတယ်။လောင်ကစားဝိုင်းမှာဖမ်းခံရပြီးရဲစခန်းကိုရောက်သွားတယ်။ရဲစခန်းမှာအေးအယူမှုမပြုတ်လို့ဘူး။တခါတည်းရင်ကနေပြီးတော့ဟိုစူဆောင်းရင်းနဲ့ချိတ်ပြီးတော့အကလေးတွေကိုဆက်တက်တဲ့အတွင်းလိုက်တယ်။တွင်းပြီးရဲ့အပြင်ကိုအိုက်ကအရာရှိက အဲကလေးတွေကိုလွတ်ပေးမယ်ကလေးလွတ်ပေးမယ်ပတ်စံတိုင်း90ပြီးမလားမအေးရမရှိရှိတာရှာကြမျိုးပေးလိုက်တယ်မလွတ်ပေးဘူးကလေးတွေကတင်းတဲ့ခါလေးရောက်သွားခဲ့တယ်တင်းတဲ့ဆင်းတော့မယ်အခုမရဲနေတာနော်အချိန်နေတင်းတဲ့တက်နေပြီပေါ့အချိန်နေအဲ့လိုအဲ့လိုဆိုတော့ဈားထဲမှာပတ်စံလဲစားတယ်စစ်တက်ကကောင်းနေတက်မတော်ကလောက်ခိုင်းနေအဲ့လိုမျိုးဖြစ်ကုန်တယ်တက်မတော်ကိုပို့ပြီးတော့မုန်းတီအောင်လုပ်တယ်ပေါ့နော်ဒီပြည်သူစစ်မှုတန်းအိဆာနဲ့ပတ်သက်ပြီးတော့တက်မတော်ကိုပို့မှုရမို့တဲ့ရက်ကြီးဥက္ကဋ္ဌအဓိကရက်ကြီးဥက္ကဋ္ဌကြီးအဓိကနောက်တစ်ခုကြတော့ဟို ဘာလဲတိုက်ကြီးမျိုးอ่ะတိုက်ကြီးရနေပြီတော့ပေါ့နော်အဲတောင်တကုံကိုသွားလဲတယ်အဲစင်းမတိုင်မိဘူးအဲစင်းမတိုင်မိတာရက်ကွက်ကအဲစင်းစစ်ပြီးဖမ်းတယ်ဖမ်းတဲ့ခါကျတော့ဟုတ်ပြီဖမ်းလိုက်ပြီခေါ်သွားအဲဘလို့အေးယူမှုဘူးမှာအေးယူလိုက်လေမဟုတ်ဘူးသူကတခါလေအပြတ်တက်သေးကိုအဲအဲဟိုစူဆောင်းကြီးအဲအဲစစ်တက်လိုက်စုနေတဲ့အရာရှိပေါ့သူရဲ့လက်ထဲကိုထည့်လိုက်တယ်အဲ့ဒီကလေးကိုမအေးရလူပြောက်တိုင်ထားတယ်၈လ၉လကြာမှတိုက်ပွဲမှာဒဏ်ရာရမှာ စစ်တပ်ထဲရောက်နေအောင်ပြန်လဲသိရတယ်အဲ့တော့ဆိုတော့တက်မတော်ဘူးပုံမုံတောင်တို့တွေဝိုင်းလုံနေအောင်မဟုတ်ဘူးလားအဲ့တော့အကောင်းကောင်းအရေးယူတင်တယ်ကဲဒီပါသမီးတော်မဝင်ခိုင်းပြီဆိုတော့ဗောနော်တချို့ဘောမတွေကတော့ပြောနေပြန်စပြောနေတာကိုရက်တံပြေတော့ရှစ်တင်နေတာပဲဖြစ်တယ်တို့ကိုယ်တိုင်ကနေပြတော့မြောက်လိုက်တော့စစ်တပ်ကနေပြတော့အထက်ကနေအောက်ဆုံးဗောနော်ပေါ်သားဆွဲဖန်ဆီးမှုတွေကိုစစ်တပ်လုံးဆောင်နေပြီဆိုတော့တို့ကိုယ်တိုင် ထုတ်ဖော်ပြောကြားလာတာမို့လို့ကျွန်တော်တို့ပြည်သူတွေဘက်ကနေပြတော့မှလည်းဒီဘောမတွေကိုခဏနာလေးဆုံးမတင်နေတာပဲဖြစ်ပါတယ်ကျွန်တော်တို့ဒီတတတဲ့တွေရာဆုံးလဲပေါ့နော်ကျွန်တော်တို့ဒီညောင်ချိုးတိုက်ပွဲမှာဆုံးလဲယာကြီးသေးတာဖြစ်ပြတော့မှစစ်ကောင်စီကနေပြတော့မှအခုဆုံးစစ်တိုက်ပေါ်တာဆွဲဖမ်းဆီးနေတာကိုကြုံနေရတာပဲဖြစ်ပါတယ်ကျွန်တော်တို့ပြည်သူတွေလုံးနေတဲ့တရင်တို့လည်းနားဆုံးပြတော့မှတော်လိုင်းရာစုတွေရဲ့ပေါ့နော်ညွှန်ကြားထားတဲ့အတိုင်းပြည်သူတွေနဲ့တော်လိုင်းတဖို့နဲ့အလီမြန်ဆုံးပူးပေါင်းပြတော့မှဒီမြောက်လိုင်းတို့စစ်တပ်နဲ့ဖစ်စစ်အာနာရှင်စနစ်ကိုတွန်းထုတ်လိုက်မယ်ဆိုတော့ကျွန်တော်တို့မကြခင်အချိန်ပိုင်းတွင်းမှာပဲ တော်လိုင်းရင်အောင်မြင်မှုတွေ data ပုံပြနာရရှိတော့မယ်ဆိုတဲ့အကြောင်းပြောရင်လည်းကျွန်တော်ဒီနေ့ညဗီဒီယိုကိုဒီနေ့မှာပဲဆုံးသတ်ချင်ပါတယ်။စာဆုံးကြည့်ရှုပေးကြတဲ့မြန်မာပြည်သူများလုံးအထူးကျေးဇူးတင်ပါတယ်။အားလုံးပဲစိတ်ချမ်းသာကိုယ်ချမ်းမှချင်တဲ့ပြည့်စုံပြီးတော့မှမြောက်လိုင်းမေးပေးတာနဲ့ကြွေးပြီးတော့မှတာယာရဲ့ချမ်းတဲ့ညလေးပိုင်ဆိုင်ကြပါစေလို့ကျွန်တော်ဒီနေ့ကနေဆုမကောင်းတောင်းပေးလိုက်ပါတယ်။